မင်္ဂလာပါရှင်တနင်္လာရီတိုင်းသတင်းဌာနမနခင်သတင်းအစီအစဉ်ရဲ့မေလ17ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနခင်သတင်းအစီအစဉ်ကို အပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်စကိုင်းတိုင်းဒီပယ်ရင်မြို့နယ်အိုထိန်တွင်းရွာစာတင်ကျောင်းကိုစစ်ကောင်စီလက်တက်ကလေကြောင်းကနေဘုံကျဲတက်ခတ်မှုမှာတိုက်ဆုံးသူ22ဦးအထိရှိလာပါတယ် အနည်းကမနက်10နိုင်ဝင်ခြင်းမှာအိုထိန်တွင်ရွာကအလဲတန်းကြောင့်ကိုပေါင်900ဘုံတလုံးကျဲချတိုက်ခတ်ခဲ့တာပါအဲ့ဒီလေကြောင်းတိုက်ခတ်မှုကြောင့်တိတ်ဆုံးတဲ့ចောင်းသားចောင်းသူ20ဦးနဲ့ဆီယောင်းမ2ဦးစုစုပေါင်း22ဦးအထိရှိလာပြီးဒံရရចောင်းသားចောင်းသူပေါင်း40ဝင်ခြင်းရှိတယ်လို့ဒီပင်းရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမနေ့ကညနေပိုင်းမှာထုတ်ပြန်ပါတယ် တနင်္သာရီမြို့နယ်ဘက်ကိုဈေးကားသွားလာခွင့်ကိုစစ်တပ်ဘက်က လုံးဝကတ်တံပိတ်ပင်လိုက်တာကြောင့်တနင်္သာရီမြို့နယ်အတွင်းအသားစီးနှုန်းတွေအဆမတန်တက်နေတယ်လို့သိရပါဗျ။အခုလ9ရက်နေ့ကစလို့မြေမြို့အထက်ကျင်းနန်းတိုင်းစစ်ကောင်စီစစ်စီရေးဂိမ်းမှာဈေးကားတွေကိုဖမ်းဆီးခဲ့ပြီး3လရောင်းချခွင့်ကန့်သက်ခဲ့တာပါ။ အခုလိုမျိုးစစ်ကောင်စီတပ်ရဲ့ကန့်သတ်ပိတ်ပင်မှုကြောင့်တနင်္သာရီမြို့နယ်မှာဝက်သားတပိတ်တာကို7000အထိဈေးပေါက်နေပြီးကြက်သားတပိတ်တာကိုတော့3000ကျပ်အထိဈေးပေါက်နေရလို့သိရပါဗျ။ KNL နဲ့ PDF ပူပေါင်းတက်တွေတင်ပိတ်ထားတဲ့ပဲခူးတိုင်းရွှေချင်းမြို့နယ်ညောင်ချတော့ရွာကချင်းမြန်တရင်ခမရ9ကို8ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့စစ်ကောင်စီကတတင်းမှာဖြက်လာပါဗါးခမရ9ကို8တရင်ကို ပူးပေါင်းတပ်တွေကအခုလ10ရက်နေ့မှာတိမ့်ပိုက်ခဲ့တာဖြစ်ပြီးစစ်တပ်ကလည်းပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တယ်လို့တောင်ပိုင်းစစ်ဒေသအထူးစစ်စင်ရေးတပ်ဖွဲ့ရဲ့ SOF တမူကဆိုထားပါတယ်စစ်ကောင်စီဘက်ကတော့ရခိုင်တပ်ဖွဲ့ဟောင်းတွေကိုအုံပြုပြီးခမရ9ခု8ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့ဝါဒဖြန့်လျက်ရှိတယ်လို့ SOF ရဲ့တမူးကဆိုပါတယ် စစ်တပ်ကထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေမှာအစောအဦးတွေကအကောင့်တိုင်းရှိနေပေမဲ့တော်လရင်တပ်ဖွဲ့တွေကထုတ်ပြန်ထားတဲ့ပုံတွေမှာတော့တရင်အစောအဦးတွေကြေမော့ပျက်စီးနေတာကိုတွေ့ရပါတယ်။တဝဲခင်းအခြေစိုက်အထူးပြောက်ကြားတပ်ဖွဲ့ SDF အဖွဲ့ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်တဝဲခင်းအမှတ်နဲ့ T5 တရင်နဲ့ပတ်သက်မှုမရှိဘူးလို့မနေ့ကသတင်းထုတ်ပြန်ပါတယ်။ ဒါကြောင့်အထူးပြောက်ကြားတပ်ဖွဲ့နဲ့ပတ်သက်တဲ့အစိုးကောင်အကြောင်းအရာကိစ္စတွေဟာအထူးပြောက်ကြားတပ်ဖွဲ့နဲ့သာတတ်ဆိုင်တယ်လို့ဆိုပါတယ်။အထူးပြောက်ကြားတပ်ဖွဲ့ SDF ဟာကိုထူကိုထောက်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီးဘယ်အဖွဲ့အစည်းနဲ့မဆိုပူးပေါင်းတော်လှန်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနင်္သာရီညနေဗန်လမော့ကြီးရွာအုပ်စုကရန်ဖို့ရွာကိုစစ်ကောင်စီတပ်ကမနီကမနက်ပိုင်းမှာလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်လုဆောင်ခဲ့ပါတယ် ။သပွဲရွာအခြေစိုက်ချင်းမြတ်တရင်ခမရ996တရင်ကနေရန်ဖို့ရွာဘက်ကိုမနေ့ကမနက်9:00နာရီဝင်းကျင်ကစလို့မနက်ခင်းတပိုင်းလုံးလက်နက်ကြီးတွေစက်တိုက်ပစ်ခတ်ခဲ့တာဖြစ်ပြီးဒေသခံတွေထိတ်လန့်နေကြရတယ်လို့ဆိုပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။